အားလုံးပဲမင်္ဂလာပါ။ကောင်းစက်သတင်းချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးပိုင်းကတော့ကပ်ဘေးအမျိုးမျိုးတင်နေတယ်။မြန်မာပြည်နဲ့ပတ်သက်ပြီးအကြောင်းအရာများကိုတင်ပြလာတဲ့ချစ်ကုံတော်ရဲ့ရုပ်သံမျိုးပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာချစ်ကုံတော်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတုံးတဲ့ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းကောင်းစက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ခုကျွန်တော်တို့အဲဒီပြည်တွင်းပြပမှာရှိကြတယ်ညီကောင်မောင်နှမတွေကျွန်တော်နည်းနည်းလေးရှင်းပြလိုပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကရေဘေးတင်တယ်ငလင်ဘေးတင်တယ်မီးဘေးတင်တယ်သူရုပ်မှာဘေးတင်တယ်ဘေးပေါင်း16000တင်နေတယ်ဒါကိုမှကျွန်တော်တို့မြန်မာနိုင်ငံသားတွေကကြက်ကြက်ခံပြီးတော့မှရှင်တန်ရက်တည်နိုင်နေတာကိုကဘာကကျွန်တော်တို့ကိုလေးစားအတိမတ်ပြုရစေမယ် အခုကတည်းကသူတို့လေးသားအတိမတ်ပြုတ်ချင်နေတယ်သို့တော်ခတ်နေတာကမြန်မာနိုင်ငံရဲ့ဒီအချုပ်အခြာအာဏာ၃ရက်ကိုခွေးတွေကတိမ့်ပိုက်ထားတယ်အဲ့ဒီတော့နိုင်ငံတကာတွေကစိတ်ရှိတိုင်းကူညီချင်တိုင်းကူညီလို့မရဘူးအဲ့တော့နိုင်ငံတကာရဲ့ဥပဒေနိုင်ငံတကာရဲ့လှုပ်ထုံးလှုပ်နီးအရာသူတို့နားလည်ထားတာကအခုမြန်မာနိုင်ငံရဲ့အခုလက်ရှိအနေထားကပြည်တွင်းစစ်ဖြစ်တယ်ပြည်တွင်းစစ်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဝင်ရှုပ်လို့မရဘူးဝင်ရောက်ပတ်သက်လို့မရတဲ့အရာတွေရှိတယ်အဲ့ဒီအတွက်ကြောင့်သူတို့ စစ်ဘေးရှောင်တွေဆိုရင်တို့ကဒီစိတ်ရှိတိုင်းကူညီလို့မရဘူးအဲအခုငလင်ဘေးကြုံသွားတယ်ငလင်ဘေးကြုံသွားတော့ငလင်ဘေးကြုံသွားတော့เนาะဒီရာသပလင်ကိုခွေးတက်ထိုင်နေတဲ့မင်းအောင်လှိုင်ကလည်းဒါသူကိုယ်တိုင်ဘာမှမစွမ်းနိုင်ဘူးเนาะမင်းအောင်လှိုင်ရဲ့စစ်တပ်မှာပြည်သူလူထုကိုရရဆက်ဆက်ညှင်းပန်းနှိပ်စက်တက်ဖြတ်ဖို့အတွက်ဝယ်ထားတဲ့ဘုံတွေအမြောက်တွေတနက်တွေကြီးစံတွေပဲရှိတယ် လူတွေကိုကယ်ဖို့အတွက်ပြည်သူလူထုကိုကယ်ဖို့အတွက်ဘယ်လိုပြစ်စည်းမျိုးမှမင်းအောင်လှိုင်မှာမရှိဘူးအဲ့ဒီလိုမရှိတဲ့အတွက်ငလင်ဘေးကြုံသွားတော့မင်းအောင်လှိုင်ကနိုင်ငံတကာကိုအကူအညီတောင်းတယ်နိုင်ငံတကာကလည်းအစကတည်းကမြန်မာနိုင်ငံကိုသူအကူအညီပေးချင်နေတာဘာလို့လဲဆိုတော့မြန်မာနိုင်ငံကဘေးပေါင်းတောင်းချောက်တောင်အကုန်လုံးခံစားနေရတဲ့နိုင်ငံပြားနော်ရေကြီးတယ်မီးလောင်တယ်ငလင်လှုပ်တယ်အဲသူရုံမှာဘေးကြုံရတယ် ဒါဟိုတောင်မှမြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံလူနိုင်ငံသားတွေကဒီတူဦးနဲ့တူဦးတယောက်နဲ့တယောက်အပြန်လန်ချစ်ချင်းမြတ်တာတွေနဲ့ကုညီဖေးမနေတာဖြစ်တဲ့တော့မြန်မာနိုင်ငံသားတွေကဟိုကြံ့ကြံ့ခံပြီးတော့မှရှင်သန်နေတာကိုနိုင်ငံတကာကအယံကိုအားကြတယ်တိမတ်ပြုတယ်အဲ့ဒီတော့ကြောင့်တို့ကုညီနိုင်တာရှိရင်တို့ကူညီလို့ရရင်ကူညီခွင့်ရရင်နိုင်ငံတကာကတကယ်ကိုအလုံးရင်းနဲ့ကူညီတာအခုငလင်ဘေးမှာပဲကြည့်လေနော်အခုငလင်ဘေးမှာဆိုရင်နိုင်ငံပေါင်းများစွာကလိုအပ်တဲ့အကူအညီတွေထက်ထက်ရောက်လာတယ် ပထမကတို့ရှိပြီးတပွဲရောက်လာတယ်နောက်တော့လိုအပ်ချက်တွေများတယ်မြန်မာနိုင်ငံမှာဘာမှမရှိဘူးစစ်တပ်ကမင်းအောင်လိုင်းစစ်တပ်ကမြန်မာပြည်သူလူထုကိုတပ်ဖြတ်ဖို့အတွက်လက်နက်တွေပဲဝယ်ထားတယ်ပြည်သူလူထုကိုကူညီကယ်ဆယ်ဖို့အတွက်ဘယ်လိုပစ္စည်းမျိုးမှမရှိဘူးဆိုတော့နိုင်ငံတကာသိသွားတယ်အဲ့ဒီသိတဲ့အတွက်ကြောင့်တို့ပထမရှိပြီးတပွဲလာပြီးတော့အခုဆိုရင်နောက်ထပ်အကူအညီတွေထက်ခါတက်ခါရောက်လာတယ်ပြောချင်တာကနိုင်ငံတကာကကူညီလို့လွယ်တဲ့အရာတွေဆိုတို့ကကူညီပါတယ်တို့မြန်မာနိုင်ငံကိုတို့ ပြတ်မထားပါဘူးဒါပေမဲ့ဟိုစစ်ဘေးရှောင်တွေเนาะဒီပြည်တွင်းစစ်နဲ့ကြောက်ဖြစ်တဲ့အရာတွေကုညီလို့မရတဲ့အရာကြတော့သူတို့ကကုညီမပေးနိုင်ကြဘူးအဲ့တော့နိုင်ငံတကာကကုညီမပေးနိုင်တဲ့အရာတွေကိုကျွန်တော်တို့ကပြစ်ထားလို့မရဘူးเนาะအဲ့တော့ဒီငလင်ဘေးမသိင်ခင်တည်းကပြိုစရာအိမ်လည်းမရှိတော့ဘူးစစ်တပ်ကလေရင်တွေနဲ့ဘုံတွေကျဲလို့အိမ်တွေမီးလောင်လို့ကုန်သွားတဲ့တမ်းပေါင်းများစွာသောစစ်ဘေးရှောင်တွေမြန်မာနိုင်ငံမှာအများကြီးဒုက္ခရောက်နေပါတယ်အခုဆိုရင်ငလင်တိုက် ငလင်လှုပ်သွားတာဖြစ်တဲ့အတွက်ကြောင့်အရင်တုန်းကစံတအိတ်ကို9000ပေးရတဲ့စံတအိတ်အခုဆိုရင်3000ဈေးတက်သွားတယ်တသိန်းခွဲဖြစ်သွားတယ်ဘာလို့လဲဆိုတော့လမ်းတွေကပြတ်သွားတော့ကုန်တင်ကားတွေကသွားလို့မရဘူးဒီတောလမ်းကနေပြီးတော့စိုင်ကယ်လေးတွေနဲ့တည်ရတယ်အရင်တုန်းကတသိန်းတန်တဲ့စံအိတ်တအိတ်အခုဆိုရင်4သိန်းပေးနေရပြီအဲ့တော့စစ်ဘေးရှောင်တွေမှာကဟိုနိုင်ငံခြားကအခုအညီရမှအစဉ်ပြေမဲ့စစ်ဘေးရှောင်တွေကအခုဒီအခုညီတဲ့အကောင်လုံးက ငလင်ဘေးကိုရောက်သွားတော့ဆေးဘေးရှောင်နေမှာတော်တော်လေးဒုက္ခရောက်နေပါတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ညီကောင်မတော်မတွေဆေးဘေးရှောင်ဘက်ကိုအလှည့်ပြန်ပေးကြပါကျွန်တော်လည်းဆေးဘေးရှောင်တွေကူညီနိုင်ဖို့အတွက်ရံပုံငွေကစားမဲ့လေးတော့ရောင်းနေပါတယ်။ပြီးတော့ဒီနေ့ကကျွန်တော်နားတဲ့နေ့ဖြစ်ပါတယ်။နားတယ်ဆိုတာအကြောင်းရှိပါတယ်နော်။ကျွန်တော်တို့ထိုင်းနိုင်ငံမှာကျွန်တော်တို့ထိုင်းနိုင်ငံမှာခွေးရောက်နေတယ်။အဲ့ဒီခွေးကိုထိုင်းလူမျိုးတွေကလည်းမောင်းထုတ်နေတယ်။အဲ့ဒီထဲမှာကျွန်တော်တို့လည်းမောင်းထုတ်ဖို့အတွက်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပါဝင်တာဖြစ်ပါတယ်။အခုကထိုင်းအစိုးရကပြီးခဲ့တဲ့နှစ်လကဒီသူတို့ဥပဒေတစ်ခုထုတ်ထားပါတယ်။ ထိုင်းနိုင်ငံထဲကိုရောက်လာတဲ့ဘယ်နိုင်ငံခြားသားမဆိုကိုယ်နိုင်ငံရေကိုလှုပ်ချင်ရင်ကိုယ်နိုင်ငံပြန်လှုပ်ပါတဲ့ထိုင်းနိုင်ငံမှာလူစုလူဝေးလှုပ်ရင်တဲ့ဥပဒေအရအေးအေးယူမယ်ဆိုပြီးတော့မှထိုင်းအစိုးရကဥပဒေထုတ်ထားတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကလူစုလူဝေးလည်းမလှုပ်ဘူး။ဆန္ဒပြတောင်းဆိုမှုလည်းမလှုပ်ပဲနဲ့ကိုယ်အခွင့်အရေးတွေကနေကိုယ်ဘောင်တွေကနေကိုယ်လှုပ်ပါတယ်။နော်ဒီနေ့တော့ကျွန်တော်နားပါတယ်။ကြားလူတွေလည်းနားမဲ့လူတွေလည်းရှိကောင်းရှိမဲ့ထင်ပါတယ်။ရှိကြမှာပါနော်။အကုန်လုံးကတော့ကိုယ်သိတဲ့နဲ့ကို နားနိုင်တဲ့လူတွေနားကြပေါ့ကျွန်တော်လည်းနားတယ်ဒီနေ့တော့အလုံးမလုံးဒီနေ့အလုံးမလုံးဘူးเนาะအခုကတော့အခုကတော့ကျွန်တော်ထိုင်းနိုင်ငံမှာဆိုရင်ထိုင်းစံတော်ချိန်မနေ့တနင်္လာရပေါ့အခုကျွန်တော်တညာလုံးမအိပ်ရသေးဘူးစစ်ဘေးရှောင်တွေကိုအကူညီပေးဖို့အတွက်ကျွန်တော်ပတ်စံရှာတယ်ပေါ့ဗျာအလူလိုက်ခံတယ်ဆိုပါတော့မဲရောင်းတယ်ပေါ့ဗျာအဲ့ဒါလေးတွေလုပ်တယ်အဲ့လိုလဲဆိုကျွန်တော်ဒီနေ့လုံနာရတယ်။လုံနာရတဲ့အကြောင်းရင်းကနိုင်ငံခြားကအကိုဒီမားတွေကတော့သိချင်မှသိအောင်မယ်နော်။ဟိုတို့တို့ကကျွန်တော်တို့နဲ့နေညကွဲနေတော့တို့ကဟိုဒီတင်းနေ update မဖြစ်ဘူးပေါ့နော်။ ကျွန်တော်ထိုင်းနိုင်ငံမှာအလုပ်နားမယ်ကျွန်တော်ဒီနေ့နားရတဲ့အကြောင်းရင်းလည်းရှိပါတယ်။ခြားလူတွေလည်းနားမယ်ထင်ပါတယ်။နားမယ်လူတွေလည်းရှိမှာပါ။ကျွန်တော်ကတော့ဒီနေ့လုပ်နားပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တညာလုံးเนาะကျွန်တော်စစ်ဘေးရှောင်လေးဆိုတာသိတဲ့အတိုင်းပဲလीเนาะစစ်တပ်ကဒီ2021ကလေးကငလင်မလောက်ခင်ရေမကြီးခင်ကလေးကစစ်တပ်ကလင်းရနဲ့ဘုံကျဲတယ်ရွာတွေကိုမီးဝင်ရှို့လို့ ရွာပေါင်း900လောက်ရွာပေါင်း900เนาะအင်ဂျီ900ပြောတာမဟုတ်ဘူးရွာပေါင်း900လောက်မီးတောင်ပြက်စီးသွားလို့လူပေါင်း၄တန်းလောက်တော်တဲ့တောင်ထဲမှာဒီဒီကတုတ်ချင်းတွေနဲ့ဒီဒီရွက်ဖြင်းသေးတွေနဲ့နေနေရတဲ့စစ်ပေးဆောင်တွေအခုနလင်လှုပ်သွားတော့ပုံမှန်ကူနေကြလူတွေအကုန်လုံးကလည်းနလင်ဘက်ကိုအာယုံရောက်သွားတယ်နောက်ပြီးတော့မှပုံမှန်9000တန်တဲ့စံတဲ့အိတ်ကအခုဆိုရင်တသိန်းခွဲထိဈေးတက်သွားတယ်ဘာလို့ဆိုလဲလမ်းတွေပြတ်သွားလို့တဲလို့မရဘူးပျက်စီးတွေပြတ်သွားတယ် ဲ့ဒီတော့ကြာအခုဆိုရင်ဒီစစ်ဘေးရှောင်တော်တဲ့တောင်ထဲမှာစစ်ဘေးရှောင်နေရတဲ့ကလေးသူငယ်တွေအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေကိုသူစေဝါစားစရာတွေတော်တော်လေးကိုပြက်လက်နေပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေကြိုးစားနေပါတယ်ကျွန်တော်ကတော့အခုစစ်ဘေးရှောင်ဘက်ကိုပဲလှည့်မှာပါစစ်ဘေးရှောင်အတွက်ရေမုံအရှာနေပါတယ်အဲ့တော့ကျွန်တော်ထိုင်းမှာရှိတဲ့ညီကောင်မောင်နှမတွေကျွန်တော်တို့တော်လိုင်းညီကောင်မောင်နှမတွေလည်းအလုံနားမဲ့လူတွေရှိမယ်လို့ထင်ပါတယ်ကျွန်တော်တို့နားပါတယ်မနေ့ပြအလုံနားမှာပြတဲ့အတွက်ကျွန်တော်ဒီညတညတော့အလုံလုပ်ပါတယ် ဒီမှာတော့ထိုင်းစံတော်ချင်းအခုဆိုရင်တော့အာအခုဆိုရင်တဏ္ဍာရီနဲ့မနစ်20ပေါ့နော်အဲ့တော့ခုနကအဆက်ကိုပြန်ဆက်ရရင်ကျွန်တော်တို့အာကမ္ဘာမှာမြန်မာနိုင်ငံသားတွေဟာတကယ်ခံနိုင်ရရှိတယ်လို့နိုင်ငံသားတိုင်းပြောကြတယ်ကျွန်တော်တို့အလုပ်ထဲမှာနိုင်ငံခြားသားတွေအများကြီးရှိတယ်အဲ့ဒီသူတို့နဲ့စကားပြောတိုင်းသူတို့တော့ပြောပါတယ် Python ပေါ့ဗျာသိတဲ့တိုင်းပဲ Python ဆိုလို့လဲသူတို့ Python လို့အားပေးတိုင်းလဲကျွန်တော်တို့ဝမ်းမတာပါဘူးအဖြူကောင်လေးကအရင်ညံများတယ်အဖြူကောင်လေးကညံများတယ်အာဘလို့လဲဟိုစကားချွတ်ချွတ်လေးနဲ့နှစ်သိမ့်တယ်အဖြူကောင်လေးကဒါပါ အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုတွေကကိုကိုဒီတမေတဲ့မွေတရေတဲ့တောက်တဲ့ကိုညီကိုမောင်နှမချင်းပဲအပြန်လန်းကိုတိုင်းလူပြည်သားချင်းပဲအကူအညီပေးရမှာပါအဲ့တော့ဟောနိုင်ငံခြားကပြင်ပနိုင်ငံကဒီကလို့လေသူတို့ကုညီတို့လွယ်တဲ့အရာတွေပေါ့အခုဆိုရင်ငလင်ဘေးမှာဆိုသူတို့ကုညီရတာလွယ်တယ်လေလွယ်တယ်အဖြစ်တဲ့အတွက်ကြောင့်သူတို့ရှိသမျှအစွမ်းကုန်ကုညီကြတယ်အခုဆိုရင်ဒီမလေးရှားအစိုးရဆိုရင်အခုဆိုသုံးဖွဲ့ရှိပြီးထွက်လာတယ်နောက်ထပ် လင်းရင်သုံးစီးထက်ရောက်လာတယ်အထိုင်းဆိုလည်းအများကြီးပို့တယ်မြန်မာထက်ဆင်းရဲပါတယ်ဆိုတော့မြန်မာနိုင်ငံထက်ဆင်းရဲပါတယ်မြန်မာနိုင်ငံထက်ငွေကြေးတန်ဖိုးနှိပ်ပါပါတယ်ဆိုတော့ဗီယက်နမ်နဲ့လာအိုတောင်မှမြန်မာနိုင်ငံကိုလင်းရင်သုံးစီးနဲ့အကူအညီပြည့်စည်ပြီးပို့ပါတယ်အဲ့တော့မြန်မာနိုင်ငံရဲ့စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်ဖို့အတွက်ပဲပြည့်စည်တွေရှိတယ်ပြည်သူလူထုကိုကယ်တင်ဖို့ပြည့်စည်တွေမရှိဘူးအဲ့တော့ကျွန်တော်တို့ ဘယ်ကပဲလလားဘယ်ကိုပဲတော်တော်ကျွန်တော်ဘယ်လိုပဲသူသူကျွန်တော်တို့နိုင်ငံမှာခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကစစ်တပ်ကြောင့်ဖြစ်နေတာဒီစစ်တပ်မရှိမှကျွန်တော်တို့နိုင်ငံကြီးကအေဂျင့်မှာအဲ့တော့ဒီစစ်တပ်ကိုကျွန်တော်တို့ဒီတိုင်းပဲထားလို့တော့မရဘူးလက်ရှိကျွန်တော်တို့အငတ်ဘေးဆိုင်တယ်ဒုက္ခတွေရင်ဆိုင်နေရတယ်ဒီလိုအငတ်ဘေးဆိုင်နေလို့ဒုက္ခတွေရင်ဆိုင်နေရလို့ပင်ပန်းလို့ဆိုပြီးတော့မှဒီစစ်တပ်ကိုတော်လှန်နေတဲ့စိတ်တွေယော့သွားလို့မရဘူးကျွန်တော်တို့ဒီချိန်မှာဒီစစ်တပ်ကိုတော်လှန်နေတဲ့စိတ်တွေယော့သွားတာ ਨੇ မကြတော့တဲ့၁၀စုနှစ်တစ်ခုနှစ်ခုလောက်ဆိုရင်เนาะနောက်တဲ့အနှစ်၂၀လောက်ဆိုရင်ကျွန်တော်တို့ရဲ့မျိုးဆက်တွေသားသမီးတွေအလှည့်ကျွန်တော်တို့ခံစားခဲ့ရတဲ့ငက်မော့ခေါင်းပါမှုပညာနည်းပါမှုလူအဆင့်တန်းနှိတ်ကြမှုเนาะနိုင်ငံတကာကိုကြုံဘဝနဲ့အလုံးထွက်လို့ရတဲ့ဒုက္ခတွေကျွန်တော်တို့သားသမီးတွေကျွန်တော်တို့ရဲ့သူတွေသူမတွေမိတွေမြစ်တွေကိုကျွန်တော်တို့ကထပ်ပြီးတော့အမွေမပေးတင်တော့ဘူးဒီဆိုးမွေတွေကိုကျွန်တော်တို့ပဲခံစားတော့မယ်တကယ်လို့ဒါကျွန်တော်တို့ရှိကကျွန်တော်တို့ရဲ့ဦးလေးတွေ အဖေတွေအမေတွေဦးလေးတွေအတော်တွေဒါသူတို့ဒီ62လောက်မှာရုံးခဲ့ရင်ကျွန်တော်တို့ဒီပြဿနာတွေမကြုံရဘူးနော်သူတို့62မှာ62လောက်ကတည်းကမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းတာလीနော်အဲ့တော့62လောက်ကတည်းက88မှာကတည်းကဟာပေါ်လေး62နဲ့88ကျွန်တော်တို့အဖေတွေအမေတွေအဖိုးတွေအွားတွေခစ်ကတည်းကသူတို့ဒီစစ်အာဏာရှင်ကိုတော်လှန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီစိုးကျိုးဒုက္ခတွေကျွန်တော်တို့လက်မှာခံစားရမှာမဟုတ်ဘူးနော်ကျွန်တော်တို့ရဲ့အဖေတွေအမေတွေဦးလေးတွေအတော်တွေ ဒီဒီဒီအသက်60ကျော်80ပတ်ဝန်းကျင်ရှိတဲ့လူကြီးတွေခစ်ပေါ့သူတို့ခစ်တော့ငါသူတို့လွတ်အောင်မယုံခဲ့လို့သူတို့ကြောက်ခဲ့လို့သူတို့ဒီအုံနောက်ထဲမှာအကြောက်တရားတွေစီးဝင်နေလို့သူတို့ကကျွန်တော်တို့ကိုလက်ဆင့်ကမ်းလိုက်တာနောက်ထပ်မျိုးဆက်တစ်ခုကိုကိုလက်ဆင့်ကမ်းလိုက်တာအဲ့တော့သူတို့ခံစားရတဲ့ဆင်းရဲဒုက္ခတွေငမုတ်ခေါမမှုတွေကျွန်တော်တို့ခံစားရတယ်အဲ့တော့ကျွန်တော်တို့ခင်မာမလွတ်အောင်မယုံရင်ကျွန်တော်တို့ခင်မာမဒီစစ်အာဏာရှင်တွေကိုနိုင်အောင်မတော်လှန်နိုင်ရင်မကြတော့တဲ့အနှစ်20လောက်ကြာရင်ကျွန်တော်တို့သားသမီးတွေ ဒီဒုက္ခတွေကိုထပ်ပြီးခံစားရမယ်ဒီလိုအသေးဆုံးမျိုးနဲ့တည်ရမယ့်ဟာတွေပေါ့လေဒီလိုဒုက္ခမျိုးစုံတွေနဲ့ခံစားရမယ့်ဟာကိုကျွန်တော်သားသမီးတွေဆက်ပြီးတော့ခံစားရလိမ့်မယ်ကျွန်တော်တို့ကမယုံခဲ့ရင်ပြောတာလीเนาะအဲ့တော့ကျွန်တော်တို့ကတော့လွတ်အောင်ယုံမယ်เนาะအခုဒီဒီဒီကြံနေသေးတဲ့လူကြီးတွေကိုလည်းကျွန်တော်တို့ကပြချင်တယ်တွေ့လားကျွန်တော်တို့လူငယ်တွေခက်မှာစစ်အာဏာရှင်ကိုနိုင်အောင်ကျွန်တော်တို့တော်လှန်နိုင်ခဲ့တယ်ဗျာလို့လူကြီးတွေရှင်းမှာကျွန်တော်ပြချင်တယ်ကျွန်တော်တို့ အဖိုးတွေအွားတွေဆိုအများတန်းပြောတဲ့စကားတခုရှိတယ်ကျွန်တော်တို့ကိုလေနိုင်ငံရေးနဲ့မပတ်သက်နဲ့နိုင်ငံရေးမလုပ်နဲ့တဲ့တစ်လားဘာလို့လဲဆိုတော့လေကျွန်တော်တို့မြန်မာနိုင်ငံကအရန်ဆင်းရဲတယ်လေအရန်ဆင်းရဲတော့လူတွေကမွေးတဲ့အချိန်ကနေစပြီးတော့မှတည်တဲ့အချိန်ထိဟိုထမင်းသုံးသွက်ပဲအသက်ရှင်တာထမင်းစားနေရတာကိုသူတို့ကသူတို့လူလို့ထင်နေတာအဲ့ဒီရှေ့ခေတ်လူကြီးတွေကလေတိလားကျွန်တော်တို့အဖိုးတွေအွားတွေကျွန်တော်တို့အမေတွေပါအကုန်လုံးပေါ့ဗျာသူတို့အများတန်းပြောတယ်ကျွန်တော်တို့ကို နိုင်ငံရေးနဲ့တော့မပတ်သက်နဲ့နိုင်ငံရေးမလုံနဲ့ကိုလုံးကိုလုံးကိုလုံးမှာကိုစားနေမှာမယ်ဆိုသူတို့အများအားပြောတယ်အဲ့တော့တခါလေးဘောလေကျွန်တော်တို့အဲ့ဒီအပိုးတွေအပွားတွေအဖေတွေအမေတွေရဲ့နေရာကျွန်တော်ဝင်ပြီးတော့ခန်းစားကြည့်တယ်သူတို့ဘာကြောင့်ဒီလိုပြောရတာလဲခန်းစားကြည့်လိုက်တော့သူတို့လူဖြစ်လာတဲ့လူဘဝတက်တန်းတလျှောက်လုံးကသမင်းစားတာကိုပဲလူလို့သူတို့ကိုသူတို့တတ်မှတ်တာနော်မွေးတဲ့အချိန်ကနေစပြီးတည်တဲ့အချိန်ထိသမင်းသုံးစားဖို့ကိုရုံးကန်နေရတာ တရက်အလုတ်ပြရင်တရက်ခမင်းငတ်မယ်ပဲသူတို့သိတယ်အဲ့ဒီလိုအလုတ်အပြတ်မခံနိုင်လို့အဲ့ဒီလိုဒုက္ခမခံနိုင်လို့သူတို့ကကျွန်တော်တို့ကိုနော်ဒီမျိုးသက်တစ်ခုကိုဟိုစိုးဝါတဲ့အမွေတွေသူတို့ပေးခဲ့တာလေနော်အခုသူတို့ပေးခဲ့တဲ့အမွေတွေအခုကျွန်တော်တို့ခံစားနေရတာလေနော်ကျွန်တော်တို့အဖေတွေအမေတွေအဖိုးတွေအဘွားတွေအခုအသက်80 60ကြောက်ကြရှိတဲ့လူတွေလူကြီးတွေရဲ့ဒါသူတို့သူတို့ခင်မှာဒီစစ်အာဏာရှင်ကိုတော်လှန်နိုင်ခဲ့ရင်ကျွန်တော်တို့ဒီဒုက္ခတွေခံစားရမှာမဟုတ်ဘူး သူတို့ခင်မှာမတော်လှန်နိုင်ခဲ့လို့ကျွန်တော်တို့ခံစားရတယ်အဲအဲ့ဒါလိုပဲကျွန်တော်တို့ခင်မှာမတော်လှန်နိုင်ခဲ့ရင်ကျွန်တော်တို့သားသမီးတွေခံစားရမယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့သားသမီးတွေမျိုးဆက်တွေကိုကျွန်တော်တို့ကဒီဒုက္ခတွေဒီအမွေဆိုးတွေကိုမပေးတော့ဘူးကျွန်တော်တို့ခင်မှာတင်ရအောင်တော်လှန်မယ်ကျွန်တော်တို့ခင်ဆိုတာမကြတော့ဘူးဒီတစ်နှစ်တစ်နှစ်သွင်းမှာ၄၅၆လသွင်းမှာလည်းဖြစ်ခြင်းဖြစ်နိုင်တယ်ကျွန်တော်တို့နိုင်အောင်တော်လှန်မယ်အဲ့ဒီတော့ကျွန်တော်ကအခုထိုင်းစံတော်ချိန်မနေ့တနင်္လာဘာလို့လိုက်ပြန်လဲဆိုတော့ကျွန်တော်မနေ့ပြန်လောက်နားလို့လေကျွန်တော်တို့ဘန်ကောက် မှာကျွန်တော်အလုပ်နားရတယ်မနှပြန်အလုပ်နားရတဲ့အကြောင်းရလည်းရှိတယ်ဗျအဲ့တော့ဘယ်လိုလဲအကြောင်းရလည်းရှိတယ်ဒီမှာဘန်ကောက်ကိုရောက်နေတဲ့ခွေးတကောင်ကိုမောင်းထုတ်ဖို့လေအဲ့ဒီတော့ကျွန်တော်လုံနာတာဗျအဲ့လိုလုံနာတယ်အဲ့မဲ့ကျွန်တော်တညာလုံးလုတ်ရရှိတဲ့လုတ်လေးလုတ်တယ်အခုချိန်ဒီမှာအဲ့ရနေဘူးအဲ့ခုနကျွန်တော်ပြောသလိုပါဗျာအခုကျွန်တော်တို့မြန်မာစစ်ဘေးရှောင်နေဘာကြောက်ပေါ်လာရတာလဲဆိုတော့ main online ကရရဆက်ဆက်လေရင်နဲ့ဘုံကျက်တက်ဖြတ်လို့နော်သူတို့ရဲ့သားသမီးတွေက PDF တွေ ိုင်းပြည်အတွက်အသက်ဆုံးပြီးတော့တိုက်ပွဲဝင်နေတယ်အဖေတွေအမေတွေကစစ်ဘေးရှောင်တွေဖြစ်သွားကြတယ်နော်အဲအဲ့လိုမိရှုခံရတယ်လေရင်ဘုံကျဲခံရတယ်ကုံသွားပြီးဘာမှမရှိတော့ဘူးအဲ့တော့မနေ့ကကျွန်တော်အမြဲတမ်းလှူနေကြပါလေကျွန်တော်အမြဲတမ်းထောက်ပံ့ပေးနေကြစစ်ဘေးရှောင်တွေကိုအကူအညီပေးနေတဲ့တော်တဲ့ကတော်တဲ့ကဒီတော်လန်ကြီးရဲဘော်တွေနဲ့စကားပြောတယ် အာဒီညီမပြည်မှာ28ရက်ကငလင်လှုပ်သွားတယ်ညီမတို့ဘက်မှာဘာဖြစ်သေးလဲဟောအန်ဒီရရှိသေးလားဆိုတော့ညီမတို့ဘက်မှာတော့ဘာမှအန်ဒီရမရှိဘူးအကိုတဲ့ဘာဖြစ်လို့လဲဆိုတော့ပြိုစရာအိမ်မမရှိတော့တာညီမတို့မှာဘာအန်ဒီရရှိစရာရှိလဲတဲ့ငလင်လှုပ်တာညီမတို့တော့အန်ဒီရမရှိဘူးလို့ညီမတို့ရဲ့အန်ဒီရက2023စစ်တပ်အာဏာသိမ်းပြီးကတည်းကညီမတို့မှာအသက်ဘေးနေနေရင်ဆိုင်နေရတာတဲ့လို့သူကပြောတယ်ဆိုတော့အေးဟုတ်တော့လဲဟုတ်တာပဲသူတို့မှာပြိုစရာအိမ်မမရှိတော့တာငလင်ဘေးကြောင့်သူတို့အန်ဒီရမရှိဘူးဒါပေမဲ့ညီမတို့မှာငါဘေးဆိုင်နေရတော့မှာတဲ့ဘာဖြစ်လို့လဲဆိုတော့ အစကတည်းကဒီမြို့ကနေပြီးတော့မှတောကိုရောက်ဖို့ဆိုရင်တဲ့စံတအိတ်ကို9000လောက်ပေးရတာတဲ့အခုနလင်လှုပ်သွားတော့လမ်းတွေပြတ်တယ်အဲကွန်စီစီးစင်းမှုတွေရက်တန်သွားတယ်အဲ့ဒီအတွက်ကြောင့်အစတော့ငါ9000တန်တဲ့စံတအိတ်ကအခုဆိုရင်အခုဆိုရင်3စတက်သွားတယ်တဲ့တသိန်းခွဲလောက်ကျသွားပြီတဲ့ဒါကစံတအိတ်နှုန်းကိုပြောတာနော်တဲ့တခြားအရာတွေလည်းအကုန်လုံးဒီတိုင်းပဲပေါ့တဲ့အခုတော့အဲ့တော့ဟိုပုံမှန်လှူနေကြပုံမှန်ထောက်ပံ့နေကြအလှူရှင်တွေကလည်းဒီငလင်ဘေးတန်တင့်သွားတော့လူတွေအကုန်လုံးကဟို ငလင်ဘက်ကိုရောက်သွားတယ်ဗောလေငလင်လှုပ်တဲ့ဘက်ကိုအကူအညီပေးကြတော့ကျမတို့မှာအစကတည်းကနေတဲ့အိမ်လည်းမရှိလှုပ်စရာအလုပ်လည်းမရှိအဲကောက်ဆိုင်စရာလေလည်းမရှိအကုန်လုံးစစ်ဘေးရှောင်အဖြစ်နဲ့ဒီဒီအကူအညီထောက်ပံ့ပေးတဲ့လူတွေကိုမှီခိုပြီးတော့နေနေရတဲ့စီပေးချောင်လေးတွက်ကတော့ပို့ပြီးတော့မှဒုက္ခရောက်သွားတာပေါ့အကူရဲ့တဲ့အဲ့လိုပြောတော့အေးပါဒီရက်ပိုင်းစဉ်ကိုအရှာပေးပါမယ်ပေါ့ကြိုးစားပေးမယ်ပေါ့ပုံမှန်လဲလုပ်ပေးနေကြပဲပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာတော့ time စံတော်ချိန်မနက်တနင်္ဂနွေနဲ့မနစ်25မိနစ်ရှိပါပြီကျွန်တော်တို့မနက်ပြန်လုံနာပါမယ်ကျွန်တော်ဘန်ကောက်မှာလုံနာမယ် မနက်ပြန်ဘန်ကောက်မှာကျွန်တော်တို့ကတော့အလုပ်နားပါတယ်။နားရတဲ့အကြောင်းရင်းတွေလည်းရှိပါတယ်။ခွေးမောင်းခွေးမောင်းပွဲတို့အလုပ်နားတယ်။အဲဒီလိုတရက်အလုပ်နားလိုက်ရချင်းကြောင့်လူတဦးချင်းတယောက်ချင်းမှာအများကြီးပြဿနာမရှိပေမဲ့လို့လူအများစုနဲ့ရှင်ရင်လူအများစုကြီးပါဝင်လာရင်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်အောင်မြင်မှာပါ။ကျွန်တော်ကတော့မနက်ပြန်အလုပ်နားတယ်နော်။ကျွန်တော်တို့ရဲ့ရဲဘော်တွေညီကောင်မောင်နှမတွေ တပတ်မှာတက်သုံးကြောင်းဖတ်မှာနှုတ်တော်လမ်းကြီးအခုအာတရင်မီဒီယာတွေထဲမှာကျွန်တော်တို့ကြည့်ရတဲ့လောက်ဆိုရင်เนาะဒါမြန်မာပြည်ကမြန်မာပြည်တွင်းထဲမှာရှိတဲ့လူတွေတရင်ပေးဖို့ကြည့်အရာတရင်မီဒီယာတွေထဲမှာကြည့်ရတဲ့လောက်ဆိုရင်အခုဆိုရင်အဲငလင်ဘေးကတော့ဒါတော်တော်လေးပြည့်စုံစုံဖြစ်သွားပြီပေါ့เนาะ ပြိုပြက်သွားတဲ့ပြိုပြက်သွားတဲ့အဆောက်အဦတွေဖြိုဖို့နဲ့ဒီအုပ်ပုံတွေကိုရှင်းလင်းဖို့လောက်ပဲကြံတော့တာပေါ့ဒီကယ်ဆယ်ရေးနဲ့ဒီကယ်ဆယ်ရေးနဲ့ရုပ်လောင်းရှာခွေရေးကတော့80ရာခိုင်နှုန်းလောက်တော့ပြီးသွားပြီအဲ့တော့ငလင်ဘေးတော့ကအေးအေးချမ်းဖြစ်သွားပြီလို့ပြောလို့ရတယ်အခုဆိုရင်အာမြန်မာနိုင်ငံမှာဒီယာယီဆေးရုံပေါ့ဒီရုရှားကရုရှားကလုပ်ထားပေးတဲ့ယာယီဆေးရုံရှိတယ်အဲ တော်တော်ကြီးပါတယ်စေးပြက်စီးတီခွဲစိတ်ပြက်စီးတီအုံနောက်အထုကူတွေပါစာအကုန်ပါတယ်တော်တော်ပြည့်ပြည့်စုံစုံတော်တော်ကောင်းမွန်တဲ့ဒီရုရှားကလုပ်ပေးထားတဲ့ယာယီစေးယုံအိန္ဒိယကလုပ်ပေးထားတဲ့ယာယီစေးယုံပြီးရင်ထိုင်းအစိုးရကဖွင့်ထားပေးတဲ့ယာယီစေးယုံပြီးရင်ဒီဘူတန်အစိုးရကနေပြီးတော့မှဘူတန်ဘီယင်ကနေပြီးတော့မှလှူထားတဲ့ယာယီစေးယုံဆိုတော့အခုဒီဒီငလင်ပေးတင်သွားတဲ့ပြည်သူတွေအတွက်ကတော့တော်တော်ပြည့်ပြည့်စုံစုံဖြစ်နေပါပြီဒီမှာအရေးကြီးတာကဒီဒီတော်လန်ရေးပြီးတဲ့အထိအသက်ဆက်ရမယ်ဒီနိုင်ငံသားကအကူအညီထောက်ပံ့တဲ့လူတွေရဲ့အကူအညီနဲ့အသက်ဆက်နေရတဲ့ စစ်ဘေးရှောင်တွေအတွက်ကအရေးကြီးပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကတော့စစ်ဘေးရှောင်ဘက်ကိုသွားဖို့အတွက်အခုပြင်ဆင်နေပါတယ်အဲမနက်ပြန်လို့နားမဲ့တွေ့ရှိလားကျွန်တော်တို့နားတယ်နော်မနက်စစောဖြစ်လို့လားမသိအကောင်အဲ့နေကြပြီလားဗျအဲ့တော့ခုနကကျွန်တော်ပြောသလိုပဲနော်အဲဘလို့လဲရှေ့ကမျိုးဆက်တွေစစ်အာဏာရှင်ကိုလွတ်အောင် မတော်လန်ခဲ့လို့နိုင်အောင်မတော်လန်ခဲ့လို့ကျွန်တော်တို့အဲ့ဒီစိုးကျိုးကိုကျွန်တော်တို့ခံစားရတာအော်စင်ကြေတွေပေးမယ်ဆိုတော့အကြောင်းပြချက်တွေအများကြီးပေါ့ဘယ်လိုအခြေအနေမျိုးမှမစိုးဘယ်လိုတော်လန်ရေးမှမစိုးအော်ဘယ်လိုလဲဟိုအကြောင်းပြချက်ပေးရင်တော့အကြောင်းပြချက်တော့အများပဲအများကြီးပေါ့လေဒါပဲပဲပြောဒါတို့ဒီဒီတို့အောင်မြင်အောင်မတော်လန်ခဲ့လို့ကျွန်တော်တို့ကတို့ရဲ့စိုးမှုတွေကိုခံစားရတာပေါ့အဲ့တော့ကျွန်တော်တို့လက်ထက်မှာလည်းအောင်မြင်အောင်မတော်လန်ခဲ့ရင်နောက်အနှစ်20 25နှစ်လောက်ကြာရင်ကျွန်တော်တို့ရဲ့သားသမီးတွေခံစားရမယ်နော်စင်ရဲချင်း စင်ရဲခြင်းပညာမတက်ခြင်းမျက်မှောက်ခေါင်းပါခြင်းအနှိမ်ခံရခြင်းဒီတန်တွေနောက်ပြီးတော့အာနာရှင်တွေရဲ့ဟိုယူနီဖောင်းဝတ်ထားရင်ဒီလမ်းဘေးစီပင်ဝန်တန်းကိုကစားကြောက်နေရတဲ့ခေတ်ကြီးကျွန်တော်တို့သားသမီးတွေခံစားရမယ်နောက်15နှစ်လောက်ကြာရင်အဲ့ဒါအဲ့ဒီလူတွေမဖြစ်ဖို့သူကကျွန်တော်တို့ကတော့လွတ်အောင်ယုံမယ်နိုင်အောင်တိုက်မယ်နော်ကျွန်တော်တို့ရှေ့ကမျိုးဆက်တွေနိုင်အောင်မတိုက်ခဲ့လို့ကျွန်တော်တို့ဒီတန်တွေကိုခံစားရတာကျွန်တော်တို့သားသမီးတွေကတော့ဒီတန်တွေဒီဆိုးကျိုးတွေဒီဆိုးမွေတွေကျွန်တော်တို့မပေးတော့ဘူး တော်လွတ်အောင်ရုံးမယ်အဲ့တော့ကျွန်တော်တို့ ਨੇ အတူတူရုံးကြမယ်ညီကိုမောင်နှမတွေတော်လန်ရေးပြည်သူတွေလည်းအများကြီးရှိမယ်လို့ရှိတယ်မြန်မာတပြည်လုံးလည်းဒါကိုလွတ်အောင်ရုံးနေတယ်ဆိုတော့အတွက်ကြောင့်မကြပါဘူးကျွန်တော်တို့အားလုံးညီညွတ်ရင်ဒီအကြံဖက်စစ်တပ်ကို၄၅လအတွင်းတောင်ကျွန်တော်တို့တော်လန်နိုင်ပါတယ်အခုအကောင်လုံးလည်းပြင်ဆင်နေကြပါတယ်လောလောဆယ်အခုထိုင်းကိုရောက်နေတယ်ခွေးပူကိုမောင်းဖို့ကပိုရေးကြီးတယ်လေအဲ့ဒါကြောင့်ကျွန်တော်မနေ့ပြန်လုံနာတယ် ။နောက်ခံမှာပန်းပင်တွေတွေ့ရလား။ဒါကျွန်တော်စိုက်ထားတဲ့ပန်းပင်ပြ။တွေ့လား။လှလား။ဒီဘက်ကအပင်ထောင်ထောင်ဆိတ်ဆိတ်လေးကတွေ့လား။အဲ့ဒါသောဘက်ဒီပင်အဲ့ဒီရဲ့အလယ်မှာကဇပယ်ပင်အဲ့ဒီရဲ့ဘေးမှာကနှင်းစီပင်ကိုဘက်မှာကရှားဆောင်လက်ပတ်အဲဒီဘက်မှာကစ်စမီပန်းပြီးတော့ပြီးတော့ဒီဘက်မှာဇီဇဝါပန်းမှာကျွန်တော်ပန်းတွေစိုက်ထားတယ်ဝရန်တာမှာ။ဒါပဲပြောအလောက်အပြန်လာအမောပြေတယ်ဗျ။ ကျွန်တော်တို့မနှက်ပြန်အလုပ်နားတယ်နော်ကျွန်တော်တို့ရဲ့ဒီနေ့တရက်ရဲ့အောင်မြင်မှုအတိုင်းတာကိုကြည့်ရင်ကျွန်တော်တော်လန်ကြီးအတိုင်းတာကိုမြင်ရမှာပါအဲကြောင့်ကျွန်တော်မနှက်ပြန်အလုပ်နားတယ်ကျွန်တော်တို့လုပ်နားရတဲ့အကြောင်းရင်းကခွေးမောင်ပွဲတို့လုပ်နားတယ်ပေါ့ဗျာနော်ခုထိုင်းဆိုရကအဲထိုင်းအဆိုရကလွန်ခဲ့တဲ့နှစ်လလောက်ကသူဥပဒေတစ်ခုထုတ်ပါတယ်ထိုင်းနိုင်ငံကိုရောက်လာတဲ့နိုင်ငံခြားတာအတိုင်းမြန်မာတနိုင်ငံလည်းပြောတာမဟုတ်ဘူးနော်နိုင်ငံခြားတာအတိုင်း ကိုနိုင်ငံရဲ့အရေးကိုလုပ်မယ်ဆိုရင်ကိုနိုင်ငံကိုပြန်လုပ်ပါတဲ့လူစုလူဝေးမလုပ်ရဘူးပေါ့နော်လူစုလူဝေးလုပ်ရင်ဥပဒေနဲ့အရေးယူမယ်လို့ထိုင်းအစိုးရကကြေညာထားတယ်အဲ့ဒီတော့ကျွန်တော်တို့လူစုလူဝေးလည်းမလုပ်ပါဘူးဘာမှကိုမလုပ်ပါဘူးကိုအိမ်ထဲမှာကိုအခွင့်အရေးကိုကိုနေတာပါတိတ်တိတ်ဆိတ်ဆိတ်နဲ့ငင်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 လေးပဲနေတာဘာမှမလုပ်ဘူးအဲ့တော့တို့လည်းကျွန်တော်တို့ဘာမှလာလုပ်လို့မရဘူးเนาะဒါဒါကကျွန်တော်တို့အခွင့်အရေးပဲလေနော်အဲ့ဒါကြောင့်ကျွန်တော်မနေ့ပြန်လုပ်နားပါတယ်ခုဒီမှာတော့ထိုင်းဆက်တော့ချိန်မနေ့တနင်္ဂနွေခွဲ မနေ့တနင်္ဂနွေကအဲ့ရည်ပြကျွန်တော်တညာလုံးရံပုံငွေကန်ဆမ်းမဲ့ရောင်းနေတာစစ်ပေးရှောင်းနေကိုညီပေးဖို့တော့ပါအမှန်ဆိုဒီကန်ဆမ်းမဲ့ကပြီးခဲ့တဲ့လကလေးကဖွေရမှာအကြောင်းပြချက်အမျိုးမျိုးတွေနဲ့မဖွေပြတာဒါအခုလေငလင်ငလင်ဖေးနဲ့ကြုံလို့မဖွေရပြန်ဘူးပေါ့နော်ပြန်ဆုတ်ထားလိုက်တယ်အဲ့တော့လူစရာရှိတာတွေကတော့လှူပြီးွားပြီလူစရာရှိတာတွေအဲထောက်ပံ့စရာရှိတာတွေကတော့မဖြစ်မနေထောက်ပံ့ရမယ့်အဖွဲတွေမဖြစ်မနေထောက်ပံ့ရမယ့်စစ်ပေးရှောင်းတွေပေါ့တော့မဲမဖွေခင်ကတည်းကကြိုပြီးတော့ထောက်ပံ့ထားလိုက်တယ် တော့ကျန်တဲ့ဟာတွေဆက်ကြိုးစားရအောင်ပါပေါ့အဲ့တော့ခုနကအစားကိုပြန်ကောက်ရရင်ကျွန်တော်တို့ဒီငလင်မလုတ်ခင်ဒီငလင်မလုတ်ခင်ရှေ့၄နှစ်မှာရှေ့က၄နှစ်မှာကတည်းကပြူစရာအိမ်တွေလည်းမရှိတော့ဘူးတရွာလုံးလည်းမိလောင်တအိမ်လုံးလည်းပြာကျသွားတဲ့စစ်ပီးရှောင်တွေဦးတိုးထဲမှာဆိုရင်ဒီကတုတ်ချင်းတွေနဲ့နော်လျှက်စစ်မီးမရှိရေမရှိပဲနဲ့သူတို့နေနေရတဲ့စစ်ပီးရှောင်ဒုက္ခတွေကဒီနိုင်ငံခြားရောက်နေတဲ့ ပြည်သူတွေရဲ့ညီကိုမောင်နှမတွေရဲ့အကူအညီနဲ့ပဲရှင်သန်နေရတဲ့စစ်ပေးရှောင်တွေကအခုဆိုရင်ဒီငလင်ဘေးကျုံသွားတဲ့အတွက်ကြောင့်လူတွေအကုန်လုံးကဒီငလင်ဘေးဘက်ကိုအာရုံရောက်သွားတော့စစ်ပေးရှောင်တွေမှာတော့တော်တော်လေးခက်ခဲဖြစ်သွားတယ်။အစတုန်းကစံတအိတ်ကို9000တန်တဲ့စံတအိတ်ကအခုဆိုရင်3000တက်သွားတယ်တိန်ခွဲဖြစ်သွားတယ်။အဲ့လိုမျိုးပေါ့စီစားဘာညာအကုန်ပေါ့ဗျာ။ကုန်စည်တက်သွားတယ်။ကုန်စည်နှုန်းကကုန်စည်နှုန်းက3000ထိုးတက်သွားပြီမယ်။အဲသူတို့စီအကူအညီက ကြောက်မလာတော့တဲ့ရော့ကျသွားတယ်ဆိုတော့စစ်ပေးရှောင်နေမှာဒါတော်တော်လေးဒုက္ခရောက်နေပါလေအဲ့ဒီတော့ကျကျွန်တော်ကစစ်ပေးရှောင်တော့ကိုဒီနေ့ကြိုးစားနေပါတယ်ပေါ့ကျွန်တော်ကမနေ့ပြန်လုံနားမှာဖြစ်တဲ့အတွက်ဒါဒီညပညာလုံးအလုပ်လည်းလုပ်တယ်မဲလည်းရောင်းတယ်ကျွန်တော်တို့ကျွန်တော်တို့အဲဒီဒီဒီနိုင်ငံသားကဒူတီတော့မသိဘူးကျွန်တော်တို့ထိုင်းမှာတော့အလုပ်နားရတဲ့အကြောင်းရင်းလည်းရှိပါတယ်အကောင်လုံးလည်းအဲတီပီးသားဖြစ်မှာပါနော်သတင်းမီဒီယာတွေမှာသတင်းကြည့်ရင်တော့တော်တော်များသိကြမှာပါ တော့ဒီနေ့တရက်ကတော့ကျွန်တော်တို့ကထူးထူးခြားခြားအပြောင်းလဲတစ်ခုဖြစ်လာမယ်လို့မျှော်လင့်တယ်အဲ့တော့ကျွန်တော်တို့ညီကောင်များအားလုံးပဲ fighting เนาะခုနကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရဲ့ရှေ့ကပေါ့ကျွန်တော်တို့ရဲ့ရှေ့က new set เนาะကျွန်တော်တို့ရဲ့ဦးလေးတွေအဖေတွေအမေတွေအတော်တွေအဖိုးတွေအဖွားတွေကျွန်တော်တို့ရဲ့ရှေ့ကမျိုးဆက်တွေကဒီစစ်အာဏာရှင်ကိုအနိုင်ရအောင်မတော်လှန်ခဲ့လို့ကျွန်တော်တို့ဒုက္ခရောက်တာ ျွန်တော်တို့လည်းဒီစစ်အာဏာရှင်တွေကိုနိုင်အောင်မတော်လှန်ဘူးဆိုရင်နောက်နှစ်20လောက်ကြာရင်ကျွန်တော်တို့ရဲ့သားသမီးတွေဒုက္ခရောက်မယ်အဲ့ဒီချိန်ကျရင်သူတို့လည်းကျွန်တော်တို့ကိုပြန်ပြောမှာအဖေတို့မေတို့ခစ်တုံးကဒီစစ်အာဏာရှင်တွေကိုနိုင်အောင်မတော်လှန်ခဲ့လို့သားတို့ကဒုက္ခရောက်နေပြီအဲ့လိုပြောမှာသူတို့အဲ့လိုပြောမှသိကြရတယ်အကြောင်းကိုကျွန်တော်တို့လည်းကျွန်တော်တို့ရှိကမျိုးဆက်ကိုကျွန်တော်ကတော့အမှန်တရားဆိုရင်ဘာမှမကြောက်ဘူးပြောရဲတဲ့နော်ကျွန်တော်တို့ရှိကအဖေတွေအမေတွေအဖိုးတွေခွားတွေဦးလေးတွေအတော်တွေရှိကလူကြီးတွေစစ်အာဏာရှင်ကိုလွတ်အောင် မတော်လန့်ခဲ့လို့ဆရာနာရှင်တွေနိုင်အောင်မတော်လန့်ခဲ့လို့ကျွန်တော်ဒုက္ခရောက်တာနော်အဲလို့လေရွာဦးကြောင်တို့နော်ဖျားပွဲတို့အဲတက်ကြီးပူဇော်ပွဲတို့နောက်တကာဒီဓမ္မယုံတို့နောက်တကာဒီအိမ်ရက်ဒီအာဒီမြို့တွေရက်ွက်မှာရအလှပွဲတွေမှာဆိုအမြဲတမ်းရှေ့ဆုံးကဖျားကန်းကနေရာယူထားတဲ့အဖိုးတွေဘွားတွေလူကြီးသူမတွေပေါ့ဗျာအဲ့တော့အပူဇော်ခံတဲ့နေရာမှာဆိုရှေ့ဆုံးကနေရာယူပြီးတော့မျိုးဆက်တစ်တွေအတွက်ကြတော့ဘာမှလုံးလုံးမပြီးခဲ့ဘူး တို့လုံမပေးခဲ့လို့ကျွန်တော်တို့ဒုက္ခရောက်တာလေကျွန်တော်တို့လည်းလုံမပေးခဲ့ရင်နောင်မျိုးဆက်တွေဒုက္ခရောက်ဦးမှာပဲအဲ့တော့ကျွန်တော်တို့ကတော့လွတ်အောင်ရုံးမယ်ဒီဆေးအနာရှင်တွေကိုကျွန်တော်တို့ရဲ့သားသမီးတွေကိုနောက်ထပ်ကျွန်တော်တို့ခံစားရတဲ့ဒုက္ခလိုမျိုးသူတို့ကိုမခံစားသေးခြင်းဘူးအဲ့တော့ကျွန်တော်ဟိုတနေ့ကစာအုပ်လေးတအုပ်ဖတ်ရတယ်ဗျစာအုပ်လေးတအုပ်ဖတ်ရတယ်ဘာလဲဆိုတော့လူနဲ့တိရစ္ဆာန်ဘာกว่าလဲဆိုတဲ့ဟာကိုစာအုပ်တော့ကျွန်တော်ဖတ်ရတယ်ဘာပြောလဲဆိုတော့အဲ့စာရေးဆရာသူ့ရဲ့အဘော်ပေါ့ဒီဘာရေးထားလဲဆိုတော့တိရစ္ဆာန်တွေကတဲ့အိတ်ချင်းစားချင်းမွေးချင်းတည်ချင်း မဲထုံမိဝဲချင်းနဲ့ပဲကဘာတီတွေအစပြုပြီးတော့ကဘာတီတွေဆုံးသက်သွားတယ်တလိษံတွေကသူတို့ဘဝမှာပြောင်းလဲဆိုတာမရှိဘူးအာဒီမျိုးဆက်တစ်ဆက်မွေးခဲ့လို့နောက်မျိုးဆက်ထွက်ပို့ပြီးကောင်းတဲ့အနာဂတ်တစ်ခုကိုဖန်တီးမထားခဲ့ဘူးမွေးတယ်ကြီးပြင်းတယ်အိတ်တယ်စားတယ်မဲထုံမိဝဲတယ်မျိုးကွာတယ်ပြင်းသီးတယ်ဒါပဲတလိษံတွေမှာကနောက်မျိုးဆက်ထွက်ဆိုပြီးတော့မှပို့မှုကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးပေးခဲ့တာမျိုးမရှိဘူးတော့လူနဲ့တလိษံဘာကွာလဲဆိုတော့အဲ့ဒါပဲကွာတယ်လူဆိုတာကလူတွေက ဒီခေတ်မှာဒီလောက်ကောင်းရင်နောက်ခေတ်နောက်ခေတ်ရောက်တဲ့ခါဒီထက်ပိုကောင်းရမယ်နောက်ခေတ်ရောက်တဲ့ခါဒီထက်ပိုကောင်းရမယ်အဲ့တော့မျိုးဆက်တစ်ဆက်နဲ့တစ်ဆက်ကိုကောင်းတဲ့အမွေတွေကောင်းတဲ့အနာဂတ်တွေပဲဖန်တီးပေးသွားတယ်ရှေ့ကမျိုးဆက်တွေအနစ်နာခံရင်နောက်မျိုးဆက်တွေကောင်းစားတယ်ရှေ့ကမျိုးဆက်တွေအနစ်နာခံသွားတော့နောက်မျိုးဆက်တွေကောင်းစားတယ်ဥပမာဗျာလွန်ခဲ့တဲ့အနှစ်တရာတုန်းကဆိုရင်ကားတွေစံကယ်တွေကောင်းကောင်းမရှိဘူးအဲ့တော့အဲ့ဒီလွန်ခဲ့တဲ့နှစ်တရာကမျိုးဆက်တွေဒါစွန့်စွန့်ဆဆနဲ့တီထွင်ဖန်တီးပေးခဲ့လို့ကျွန်တော်တို့ဒီဘက်ခင်မှာဟောတာ လျှက်စစ်မီးတွေကားတွေဆိုင်ကယ်တွေဟိုစမတ်ဖုန်းတွေအသုံးဆောင်တွေကျွန်တော်တို့သုံးစွဲခွင့်ရတယ်အစ်မြင့်သွားတယ်ပေါ့ဗျာပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုဖန်တီးပေးခဲ့တယ်အဲအခုအခုကကျွန်တော်တို့လက်ရောက်လာပြီပေါ့ကျွန်တော်တို့လက်ရောက်လဲကျွန်တော်တို့ကလည်းပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုနောက်မျိုးဆက်တစ်တွေတော့ဖန်တီးပေးရမယ်အဲ့တော့လူနဲ့တလိမ့်ဆန်ကွာတာအဲ့ဒါပဲအဲ့ဒါပဲကွာတယ်ကျွန်တော်ဘာမှမကွာဘူးလူတွေလည်းဒီအသက်ရှင်တဲ့ တတဝါပဲတလိ္ဆန်တရားလည်းအသက်ရှင်တဲ့တတဝါပဲလူနဲ့တလိ္ဆန်ပါกว่าလဲဆိုတော့နောင်မျိုးသက်တည်တဲ့အတွက်ပုံပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုဖန်တီးပေးနိုင်ရင်လူမဖန်တီးပေးနိုင်တလိ္ဆန်ပဲအဲ့တော့ကျွန်တော်တို့ကတော့လူဖြစ်တဲ့အတွက်ကြောင့်နောင်မှာပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုဖန်တီးပေးနိုင်ဖို့သူအများအားကြိုးစားတယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့ရှေ့ကမျိုးသက်တွေပေါ့ကျွန်တော်တို့ရှေ့ကလူကြီးတွေဒီစစ်အာဏာရှင်တွေကိုနိုင်အောင်မတော်လှန်ခဲ့လို့ကျွန်တော်တို့ဒုက္ခရောက်တာလေနော် ဲ့တော့ကျွန်တော်တို့လည်းဒီဆေးရနာရှင်တွေနိုင်အောင်မတော်လန့်ခဲ့ရင်ကျွန်တော်တို့သားသမီးတွေလည်းကြိုင်ဒုက္ခရောက်မယ်အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့သားသမီးတွေကိုဒီဒုက္ခတွေမခံစားသိခြင်းဘူးအဲ့ဒီအတွက်ကျွန်တော်တို့ခက်ကျွန်တော်တို့အချိန်မှာပဲကျွန်တော်တို့ကိုတတ်နိုင်တဲ့ခွန်အားရှိတဲ့မြတ်နော်ဒီကိုစွမ်းအားညံစွမ်းအားရှိတဲ့မြတ်ကျွန်တော်တို့စူးစမ်းပြီးတော့ရုန်းကန်သွားမယ်ဒီတော်လန့်ရေးကိုကျွန်တော်တို့အားလုံးတညီတမျှတည်းရုန်းကန်သွားရင်မကြတော့တဲ့အချိန် တော်တော်လေးတင်မှာကျွန်တော်တို့တီချာမအောင်နိုင်ရမှာပါအဲ့တော့ကျွန်တော်ညီကောင်မောင်များအားလုံးပဲ fight တယ်မှာတကားပြောရလဲတော်တော်မောသွားပြီဟဲ့အခုဒီမှာတော့ time ဆန်တော့ချိန်တနင်္ဂနွေနေ့45မိနစ်ရှိသွားပြီအဲ့တော့ကျွန်တော် live ဝင်တာကတနင်္ဂနွေနေ့15မိနစ်မှာဆိုတော့အခုကျွန်တော် live စကားပြောတာမိနစ်30ရှိသွားပြီပေါ့နော်အဲ့တော့မနေ့ပြန်ကျွန်တော်တို့ဘန်ကောက်မှာအလုပ်နားပါတယ်ကျွန်တော်လုပ်နားပါတယ်ကျွန်တော်နားတဲ့အကြောင်းကျွန်တော်ပြောတာနော်အဲ့တော့အလုပ်နားရတဲ့အကြောင်းရင်းလည်းရှိပါတယ်ခွေးမောင်ပွဲတို့ကကျွန်တော်လုပ်နားတာပါအဲ့တော့မနေ့ပြန်အလုပ်နားတာဖြစ်တဲ့တော့ကျွန်တော်တညာလုံးအလုပ်လုပ်ပါတယ်ပြီးတော့ခုနကျွန်တော်ပြောသလိုပဲညီမပြေမှာ ရေမကြီးခင်မြန်မာပြည်မှာငလင်မလုတ်ခင်ကတည်းကမင်းအောင်လိုင်းကမီးရှို့လို့လင်းနဲ့ဘုံကျဲလို့လူတွေတန်ပေါင်းများစွာဒုက္ခရောက်နေတဲ့စစ်ပေးဆောင်တွေကိုအကူအညီပေးနိုင်မှုဆိုတော့ကျွန်တော်ရန်ပုံငွေကန်စမ်းမေးလက်မှတ်တွေရောင်းနေပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့စိတ်တူကိုလူညီကူမောင်တို့မှများလဲကျွန်တော်အားပေးပါတလာပါပဲเนาะအလုံးမဲ့ fighting เนาะကျွန်တော်တို့ကလူတွေဖြစ်တဲ့သူကအိုမူကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုနောက်မျိုးဆက်သစ်တွေကိုဖန်တီးခဲ့ပေးပေးချင်တယ်ထားခဲ့ပေးချင်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကြိုးစားရမယ်အလုံးမဲ့ဘိုင်းဝန်ပြီးတော့ကြိုးစားပေးကြပါเนาะ fighting